ICC တရားသူဒီလေးကိုပိတ်ဆို့အရေးယူမယ်လို့အမေရိကန်ကပြောလိုက်ပါတယ်။ဒီဆိုင်ရာရာဇဝတ်ခွန်ရုံး ICC ရဲ့ထူးတရားသူဒီလေးကိုပိတ်ဆို့အရေးယူမှုတွေပြုလုပ်သွားမယ်လို့အမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရူဘီယိုကပြောပါတယ်။ Israel နဲ့ American ဘော ICC ကတရားလက်မဲ့ပြစ်မှတ်ထားရန်လိုနေတာတွေကိုတုံ့ပြန်မှုအခုလိုဆုံးဖြတ်တာဖြစ်တယ်လို့မာကိုရူဘီယိုကဆိုပါတယ်။ဝန်ကြီးချုပ်ပြည်မနေတာညာဟုပါဝင် Israel ဆိုရာထိတ်တဲရာရှိတဲ့ကို ICC ကဖမ်းရထုတ်ခဲ့တာ အာဖဂန်နစ္စတန်မှာအမေရိကန်စစ်တပ်ကဆစ်ရောက်စုမှုကျူးလွန်တဲ့ဆိုတဲ့ဆိုဆိုချက်အတွက်စုံစမ်းစစ်ဆေးနေရတဲ့ကိုကြောင်းပြုပြီးမာကိုဘီယိုကခုလိုတုံ့ပြန်မှုစီစဉ်ခဲ့တာဖြစ်ပါလိမ့်မယ်။အမေရိကန်ကပိတ်ဆို့ရေးကြီးကိုရွေးချယ်ထားတဲ့တရားသူကြီး၄ဦးလုံးဟာမျိုးသမီးတွေပါ။ယူကနာသူတရားသူကြီးဆိုလိုမီဘာလူကီပိုစာပီရူးနိုင်ငံသူတရားသူကြီးလူးစ်တဲ့ကာမန်အိုင်ဘာနက်စ်ပီနီနိုင်ငံသူတရားသူကြီးရိုင်းနီအက်ဒလစ်ဆိုဖီနဲ့ဆလိုဗေးနီးယားသူပီတီဟိုဟက်လာတို့ဟာ အမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနရဲ့အရေးယူပိတ်ဆို့စာရင်းမှာပါဝင်နေပြီပဲဖြစ်ပါတယ်။ ICC ကတော့အမေရိကန်သဘောထားအတွက်ဝန်ထမ်းကြီးကြောင့်ကျင်းပပြီး ICC ရဲ့လွတ်လပ်တဲ့ယက်တိမှုကိုထိုးနှက်ဖို့အားထုတ်တယ်လို့ခန်းစားရကြောင်းပြောပါတယ်။အရင်တုန်းကလည်းထရန့်ကသူ့ကို ICC ကအထူးတရားသူကြီးတယောက်ကိုတော့မှတရားစွဲဆိုအရေးယူထားတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုတ်ကိုဖန်ရန်ထုတ်ထားတဲ့ကိစ္စကြောင့်ပဲဖြစ်ပါတယ် အရေးယူပိတ်ဆို့မှုအစီအစဉ်ကအဲ့ဒီတရားသူကြီးတွေရဲ့အမေရိကန်မှာရှိနေသမျှပိုင်ဆိုင်မှုအကျိုးစီးပွားအလုံးတားမြစ်ပေးပြီမိဘန်နာရေးဝန်ကြီးဌာနစီအစီအခံမှာဖြစ်ပါတယ်နေတန်ယာဟုကတော့ဒီကိစ္စနဲ့ပတ်သက်လို့မာကိုရူဘီယိုရောသမ္မတ်ထရန်ကိုပါအထူးကျေးဇူးတင်ကြောင်းပြောပါတယ်မရိကန်ဆိုရဟာအစိုးရအခွင့်အရေးအတွက်မမမမမရည်တည်ပေးခဲ့တာဖြစ်တယ်လို့သူကဆိုပါတယ်မာကိုရူဘီယိုရဲ့ချင်းညာချက်မှာတော့ ICC တရားသူကြီးရဲ့အစိုးရနဲ့အမေရိကန်တို့ကိုအခြေမြစ်ကင်းမဲ့ပြီးတရားလက်လော့ ပြစ်မှတ်ထားမှုတွေနဲ့ထိုးနှက်မှုတွေလုပ်နေတယ်လို့ဆွဆွဲထားပါတယ်တရားသူကြီးတွေလှောက်ဆောင်ကြအမေရိကန်ပြီးတော့အစ္စရေးပါဝင်မဟာမိတ်တွေရဲ့ချုပ်ချအာဏာပိုင်ဆိုင်မှုနဲ့မျိုးသားလုံးကြုံရင်းကိုချင်းချောင်းနေတယ်လို့ပြောပါတယ်။ ICC ကနေတညာဟုနဲ့အစ္စရေးကဝေဝင်ကြီးဟာရော့ကဲလန်တို့ကိုဂါဇာမှာဆေးရဆွမှုကျူးလွန်တယ်လို့ဆွဆွဲပြီးမနစ်ကဖန်ရန်ထုတ်ထတာဖြစ်ပါတယ်။ Reagan သမားထန်ဟာဖေဖော်ဝါရီလကလည်း ICC ရှင်းနေချုပ် Karen Khan ပါဝင်အရာရှိချုပ်ကိုလောက်ပိုင်ခွင့်အလွဲသုံးစားပြုတယ်လို့ဆွဆွဲပြီးပိတ်ဆို့ရည်ရွယ်မှုတွေတတ်မှတ်ကြညာခဲ့ပါတယ်။